ငလင်ဘေးမှာစီစနစ်မကြပဲလူကျင်တယ်လို့လူနေတဲ့ခိုင်နေဝေကုံဝေဖန်လိုက်တဲ့ဆယ်လီဇိုနီလာထိပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous ဆယ်လီ News ကနေပြန်လေးကြိုဆိုလိုက်ပါတယ် Facebook ဆယ်လီဇိုနီလာထိကတော့ငလင်ဘေးတင်ပြည်သူတွေကိုလူတန်းရမှာအစီအစဉ်မကြဖယိုဖယဲဖြစ်နေတဲ့ခိုင်နေဝေကုံအခုလိုလေးထောက်ပြဝေဖန်လာပါတယ် ဇွန်နီလာတေးဟာကိုရီးယားနိုင်ငံမှာအကြောင်းတက်ကအလုံးလုံးနေတဲ့မြန်မာအမျိုးသမီးတဦးပေါင်းဇွန်နီလာတေးကသူမမျက်စိရှိမှအမြင်မတော်တာတွေအင်တာနက်ပေါ်မှာအမှန်တရားတွေကိုပြောရင်းနဲ့နာမည်ကြီးလာတဲ့သူပေါင်း ဒီလိုမျိုးအမြင်မသိတော့တာတွေကိုပြောရင်းနဲ့ဇွန်နီလာတီဟောင်းနာမည်ကြီးဆယ်လီဖြစ်လာသလိုလူမုံလဲများလာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့အမှန်တရားကိုပြောရင်ရွာပြင်ရောက်တယ်ဆိုတဲ့အတိုင်း Facebook ဆယ်လီဇွန်နီလာတီဟာရှောက်ပြောတတ်တာကြောင့်လူမုံများနေခဲ့ပါတယ်။အခုခါမှာလည်းငလင်ဘေးမှာဖယိုဖယဲဗယံပတာဖြစ်ပြီးလူကျင်တယ်လို့လူတန်းနေတဲ့ခန်းနေဝေးကိုဝေဖန်ခဲ့တာဖြစ်ပါတယ်။အလုံးသေးကြတဲ့အတိုင်းခန်းနေဝေးဟာမြန်မာနိုင်ငံရဲ့ Brighter မိခင်ကြီးအဖြစ်နဲ့မြန်မာနိုင်ငံမှာဖြစ်တဲ့သဘာဝဘေးအန္တရာယ်ကိစ္စအတိုင်းမှာပါဝင်လူတန်းနေခဲ့ပါတယ်။ ရယ်။ခန်းနေဝေကပြေးခဲ့တဲ့ရေဘေးမှာလည်းပါဝင်လူတန်းခဲ့တယ်လို့အခုတစ်ခေါက်ငလင်ဘေးမှာလည်းပါဝင်လူတန်းနေရဖြစ်ပါရယ်။တချို့သောသတင်းတွေအရတော့ခန်းနေဝေကငလင်စားဖြစ်တဲ့မတ်လ28ရက်နေ့ကလေးကအလူငွေရန်ပုံငွေ3000နဲ့မတီလူတန်းခဲ့တာဖြစ်ပြီးအခုချိန်မှာဆိုရင်တော့အလူငွေ3000 4000ထိရရှိပြီးတော့လူတန်းနေတာဖြစ်ပါရယ်။ အခုဆိုရင်တော့ပရိဟိတမိခင်ကြီးခန်းနေဝေကအစိုးပါရန်ပုံငွေနဲ့အတူငလင်တန်းကိုအစိုးဆုံးခန်းစားခဲ့ရတဲ့သခိုင်းမန္တလေးမြို့ကနေရာတွေကိုတောင်းရောက်ကူညီလှူဒန်းနေပါတယ်။ဒီလိုလှူဒန်းကူညီရဲ့နေရာမှာတချို့သောလူတွေကတော့ခန်းနေဝေရဲ့အလူကိုတာဓုခေါ်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့ဆယ်လီဇွန်နီလာထေးပါဝင်လူတော်တော်များများကတော့ခန်းနေဝေရဲ့လှူဒန်းပုံနဲ့ပတ်သက်ပြီးဝေဖန်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ခန်းနေဝေလှူဒန်းတဲ့ပုံစံကဖယိုးဖယဲဖြစ်နေတာကတော့အမှန်ပါပဲ။ခန်းနေဝေကသူမသွားနိုင်တဲ့နေရာတွေကိုသွားပြီးဒုက္ခ ကတဲ့တွေကိုဆိုရင်တယောက်ကို30 30 30ဘယ်နေရာကို30 300 3000စသဖြင့်ပက်ကနေပက်ကနေပေးပစ်ခဲ့တာပါဒါကိုပဲတချို့လူတွေကထောက်ပြကြပါတယ်အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာငလင်ပေးကြောင်းလူတန်းတဲ့လူတွေများနေတယ်လို့ဒီလိုလိုင်းဟောင်းလူတန်းတာတွေကိုမယိုးမသားလိညာယူသူဝိသမလောဘသားတွေကလည်းရှိနေတာဖြစ်ပါတယ်ဒီလိုချိန်မှာခိုင်နေဝေကဆွက်ကနေဆွက်ကနေပေးခဲ့တာတွေကအမန်တကယ်လိုအပ်နေတဲ့ငလင်ဘေးတင်ပြည်သူတွေစီမရောက်မှာကိုလူတွေကစိတ်ပူကြပါတယ် ။နောက်ပြင်ခန်းနေဝေကနေရအဆောင်ကိုလည်းမသွားနိုင်မေ။သူမသွားနိုင်တဲ့နေရာကလူတွေကိုပဲလူတန်းနေခဲ့တာပါ။ဒါအပြင်ခန်းနေဝေကဖုန်ကြီးကျောင်းလိုနေရာမျိုးတွေကိုလည်းတိုင်းထောင်ကနန်းလူတန်းခဲ့ရကိုတွေ့ရပါရဲ့။ ဒါကြောင့်မေဇွန်နီလာထင်းတဲ့လူတွေကဝေဖန်ကြတာပါ။ဘာသာရေးကိုလူတန်းတာကကောင်းပေမဲ့ဖုံးကြီးเจ้าတွေကအလူရှင်ပေါ်များပါတယ်။ဒုက္ခရောက်နေတဲ့သူတွေမှာတော့ပို့ပြီးတော့အရေးတကြီးလိုအပ်နေရပါ။ဒါကြောင့် Facebook ဆက်လေးဇွန်နီလာထင်းပါဝင်လူတော်တော်များများကခိုင်နေဝင်အနေနဲ့အလူငွေပမာဏအများကြီးကိုကင်ထားတာကြောင့်အမှန်တကယ်လိုအပ်နေတဲ့လူတွေကိုစနစ်တကျသေးသေးစကြကရိုးဆိုင်လူတန်းဖို့အတွက်ပြောနေပါတယ်။ ဇွန်နီလာတီကလူကျင်တယ်လို့လူတန်းနေရဲ့ခိုင်နေဝေးချက်အမှန်တကယ်လိုအပ်နေတဲ့နေရာတွေထိတွားရောက်လူတန်းနေရဲ့နွယ်ပိုးအိမ်အထယ်ဆိုင်တထေးဇင်ပူပူရဲ့လူတန်းပုံကပို့ပြီးတော့စနစ်ကျတယ်လို့ပြောပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နေဝေးရဲ့လူတန်းပုံကဇွန်နီလာတီပြောတယ်လို့တကယ်ပဲလားဆိုတာပြောသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်